အားလုံးပဲမင်္ဂလာပါရှင်ရန်နာမို့ထားတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reader လေးကတော့ မတ်2025ပေါ့နော်ဒီ2025ခုနှစ်ရဲ့မတ်လအတွင်းမှာ single လေးတွေလက်နဲ့ပတ်သက်ပြီးတော့ဘာလေးတွေကြုံတွေ့ရမလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ single land reel လေးတစ်ခုဖတ်ပေးမှာဖြစ်ပါတယ်အ single land reel ကိုကျမရဲ့ orient လေးတွေတောင်းဆိုထားတာကြားပြီးပေါ့နော်ကျမခီးသွားနေတာဖြစ်တဲ့အတွက်ဒီနေ့မှလုပ်ပြီးဖြစ်တာပါအဲ့တော့ဒီ reel ထဲမှာ single လေးတွေဒီ match လအတွင်းမှာကြုံတွေ့ရမယ့်အခြေအနေပုံစံမှာဘာလေးတွေရှိသွားမလဲပေါ့နော်ဘာလေးတွေကြုံတွေ့ရဖို့ရှိမလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ january reel လေးတစ်ခုဖတ်ပေးမှာဖြစ်ပါတယ် group 1 group 2 group 3เนาะ group 1 2 3တုံးခုလုံးအတွက်ပေးထားတဲ့ပုံလေးတွေမတူတာဖြစ်တဲ့အတွက်ဒီမတူညီတဲ့အပုံလေးသုံးသုံးပုံတွေကမိမိတို့စိုက်နှက်တက်ရပါเนาะ group လေးတစ်ခုကိုရွေးပါ group လေးတွေရွေးပြီးဆိုရင်တော့ video လေးကိုစတင်ပြီးတော့ဖတ်ပေးမှာဖြစ်ပါတယ် group 1လေးကနေစလိုက်မယ်เนาะ جماعه ဒီ oracle card ကလေးပြင်တခြား oracle card ကလေးတစ်ခုကိုလည်းဆွဲထားပေးတယ်ပေါ့เนาะ expression set intention မော်နော်အဲ့တော့ဒီမှာဘာကိုတွေ့ရလဲဆိုတော့ဒီ group 1ကိုရွေးထားတဲ့ single လေးတွေလက်ရှိမှာသင်တို့လေးတွေရဲ့ energy မှာလေဘာကိုတွေ့ရလဲဆိုတော့ကိုယ့်ရဲ့ဒီပေါ့နော်ဒီ expression ဟာဒီခံစားချက်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာရှိနေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အာမျက်နှာအမှုအရာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုယ်ကလေ နည်းနည်းလေးထုတ်ပြဖို့လိုတယ်เนาะဒီလာတယ်မှာကိုသဘောကျနေတဲ့ crush ရှိလို့ရှင်အာ crush ကိုတော့သဘောကျတယ်ဒါပေမဲ့ကိုရဲ့ဒီညနှောင်းအမှုရကိုကမထုတ် ပြောပေါ့နော်မသိရင်ကိုကပဲသူ့သဘောမကြနေတယ်လို့သူ့ကိုတတိမထားမိနေတယ်လို့မျိုးသူ့ကိုစိတ်မွန်စားတဲ့ပုံစံမျိုးလေးတွေသင်တို့လေးတွေကလုံမိတတ်တယ်အဲ့တော့ဒီလာထဲမှာ single လေးတွေကိုသဘောကြတဲ့လူရှိရင်ဒီလူကိုကိုကကိုသူ့သဘောကြပါတယ်ဆိုတော့အရင်ရောင်လေးတော့ပြရမယ်ပေါ့နော်အဲ့ဟာမျိုးပုံစံလေးတွေပေါ့နော်မျက်နှာ expression လေးတွေကနည်းနည်းလေးပြပေးပို့လို့မယ်နောက်ပြီးတော့သင်ရဲ့ဒီခံစားချက်နဲ့ပတ်သက်ပြီးတော့လေသင်ဒီသဘောကြနေတဲ့သူကသင်ရဲ့ဒီ plan တွေဟာဆိုလို့ရှိရင်ဒါတော့ကိုကပြပြလို့ရတာခေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အာနည်းနည်းကိုယ့်ရဲ့နှလုံးသားကိုဖွင့်လင်းပြဖို့တော့လိုတယ်ပေါ့နော်ဖွင့်လင်းပြလို့လည်းရပါတယ်ပေါ့နော်ဒီလာတယ်မှာအဲ့လိုမျိုးပုံစံတွေတွေ့ရနော်အာနောက်တစ်ခုကတော့ဒါကတချို့ single လေးတွေအဲ့ဒီမှာမှာတချို့ single လေးတွေကြတော့ဒီမှာအာ set intention ကဘာကိုပြောချင်တာလဲဆိုတော့လေဒီမှာ focus on self set wall time to hit share wall set application ပေါ့နော်အဲ့တော့ဒါကတော့ဘာကိုပြောချင်တာလဲဆိုတော့ ဒီ group ကိုလာကြည့်တဲ့တချို့လေးတွေကြတော့เนาะဒီ crack ကတော့ crack ပဲဒါပေမဲ့ကိုကိုကိုပို့ပြီးတော့ set computer နေပို့ပြီးတော့ထားတယ်ပေါ့เนาะကျွန်မအဲ့လိုမျိုးတွေ့တယ်အာဒီလိုသဘောကျရင်တော့မှအာဒီလိုပြန်မကြိုက်မှကြိုက်မှထက်တယ်ကိုကိုကိုယုံကြည်မှုပိုရှိနေတာเนาะဒါကြောင့်မို့လဲကိုရဲ့အမှုရာတွေထုံမပြတာဖြစ်နိုင်တယ်เนาะဒီ group ကိုလာကြည့်တဲ့သူတွေအဲ့တော့တင်းတို့လေးတွေကလေဒီ group ကိုလာကြည့်တဲ့ single လေးတွေကဘယ်လိုလေးလဲဆိုတော့ ဒီ crack ကိုသဘောကျရင်တောင်မှပဲဟိုဘယ်လိုပြောမလဲဝန်းနဲ့လွန်းစော့เนาะအရန်ကြီးအသေးအတန်အဲ့လိုမျိုးပုံစံမဟုတ်ဘဲねကိုပြည့်တဲ့ရှိရှိလေးနဲ့သဘောကျရတာပေါ့เนาะကျွန်မအဲ့လိုမျိုးလေးတွေ့တယ်เนาะ group 1လေးတွေ အာအဓိကကတော့ကိုကိုကိုယုံကြည်မှုအရင်ရှိတာပေါ့နော်ကိုရဲ့ဒီလောရမဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့ကိုကိုကိုအာအလေးထားတာနော်ဒီတခြားမှုတူအပေါ်မှာဘလို့ပဲကိုကသဘောကျပါစေကိုရဲ့ယုံကြည်မှုကိုကိုကိုယုံကြည်မှုတွေပြတ်သွားလောက်တဲ့အထီတော့မဖြစ်ဘူးဥပမာကိုသဘောကျနေတဲ့ခရက်ကအာရုပ်ဘလောက်ပဲချောချောเนาะဘလောက်ပဲချမ်းသာချမ်းသာเนาะကိုကသူ့လောက်လှသည်ဖြစ်စေမလှသည်ဖြစ်စေငွေကြေးတွေပြည့်စုံတယ်ဖြစ်စေမပြည့်စုံတယ်ဖြစ်စေကိုကိုကိုယုံကြည်မှုရှိတာပြောချင်တာကဘာလဲဆိုတော့ တော့သူလှလို့ချော်လို့ဒါတကန်တာကိုကလည်းကိုအနေထားလေးမှာကိုပူယုံကြည်မှုရှိရှိနဲ့အာကိုရဲ့အနေထားလေးကိုချိန်နေပြီးတော့ကိုကိုကိုကွန်ဖီဒန့်ရှိတယ်ပေါ့နော်အဲ့ဒီပုံစံလေးဒီ group one ကိုလာကြည့်တဲ့သူတွေတွေနော်ကျွန်မအဲ့လိုမျိုးလေးမြင်တယ်အာတကယ်မို့အရင်တုန်းကအဲ့လိုမျိုးပုံစံလေးတွေကျွန်တော်ကျွန်မတို့မရှိပါဘူးဆိုလို့ရှင်လေဒီလာတယ်မှာတင်းတို့တွေကအဲ့လိုမျိုးခံစားချက်တွေတွေနဲ့ဖြစ်နေတာပေါ့နော်အဲ့လိုမျိုးအတွေးခေါ်လေးတွေဖြစ်နေတာအဲ့လိုမျိုးလေးတွေ့တယ်အဲ့လိုဆက်ကြည့်မယ်နော် group 1လေးတွေ group 1 single လေးတွေ 2025ရဲ့ mass လာတယ်မှာခြေမှာဘလို့အရာတွေကြုံတွေ့တာလို့ရှိတယ်အဲ့တော့အရင်ဦးဆုံးတွေ့တာက group 1လေးတည်း အာကျွန်မကလည်းပြောရတယ်နော် ကိုကလေအခုလက်ရှိမှာဘယ်လိုမျိုးဖြစ်နေလဲဆိုတော့လေဒီ group 1က single လေးတွေ ਆ လေอืมတဲ့တို့အနာမှာတင်တို့ကိုသဘောကျတဲ့တခြားသူတွေလည်းရှိတယ်เนาะဒါပေမဲ့ဒီသဘောကျတဲ့လူကလည်းအာရုပ်ရည်လဲစိုးတာလဲမဟုတ်ဘူးအာအချင်းကြီးလဲကောင်းတယ်ပြောမယ်ဆိုလို့ရှင်เนาะအာကိုပြန်လက်ခံနိုင်တော့တဲ့အနေထားရှိပေမဲ့လဲအဲ့လိုသဘောမကျဘူး နော်ကိုဒီရွေထားတဲ့သူဆိုရင်အဲ့ဒီလူစီပဲကိုကသွားချင်တာဒါမှမဟုတ်လို့ရှင်အချစ်ရင်နဲ့ပတ်သက်ပြီးတော့ကိုကတိတ်ပြီးတော့မစင်းစားချင်ဘောနော်တခြားကိုဘဝအတွက်ကောင်းမွန်တဲ့အရာတွေနောက်ကိုကိုလိုက်တယ်ဘောနော်ဒီလထဲမှာအဲ့လို energy မျိုးလေးဖြစ်နေတယ်တနုံလေးတွေကနော်နောက်တစ်ခုကတော့အတွေးများတာရွေးချယ်စရာတွေများတာဒီ group 1ရဲ့ single လေးတွေကအလုံးတွေများနေရတယ်ပါတယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ ဒီ reading ကိုဗောနော် live reading ဆိုလို့ဒါတင်တို့တွေကလာကြည့်တာတကယ်တကယ်မှာကတင်တို့က confidence ရှိပြီးသားသူတွေပဲနောက်ပြီးတော့အလုတ်အကင်ကလည်းအာများတယ်ဗောနော်အလုတ်များတယ်ဗောနော်ပြောချင်တာအလုတ်များတယ်အခုမှပညာသင်တင်း talent နဲ့တခြားအလုတ်တွေလုပ်နေရတာမျိုးเนาะဒီကိုရဲ့မိသားစုအတွက်ကိုကိုအလုတ်တွေလုပ်နေရတာမျိုးကိုရဲ့တကူကြီးအတွက်ကိုစူးစမ်းနေရတာမျိုးဗောနော်ကိုရဲ့ဒီခေါင်းထဲမှာတွေ့ရတဲ့အတွေ့အကြုံတွေဟာတစ်ခုထက်မကတဲ့အရာတွေကို စဉ်းစားဆုံးဖြတ်ပြီးသွားနေရတဲ့သူလေးတွေပေါ့နော်ဒီ group 1 single လေးတွေကအလုံများတယ်အတွင်းများတယ်အဲ့လိုမျိုးပုံစံနဲ့သူလေးတွေနော်အဲ့ဒီတော့ဒီ reading ကို live reading single reading မို့လို့လာလာကြည့်တာတကယ်တကယ်မှာကျွန်တော်တိတ်ပြီးတော့အချစ်ရေးပေါ့နော်အချစ်ရေးကိုအရန်ကြီးတိတ်ချင်လုံးလုံးလာကြည့်တဲ့ပုံစံမျိုးတော့မပေါ်နေဘူးပေါ့နော်အဲ့ဒါမျိုးတွေ့တယ်ဒီမှာလည်းအလိုပဲ trio shot ပေါ့နော်အဲ့တော့ကိုရဲ့ဒီလောဝမဲ့အရာနဲ့ပတ်သက်ပြီးတော့ပဲအတွေ့အကြုံရှိတယ်ပေါ့နော်ဆုံးဖြတ်ချက်တွေရှိနေတယ်အဲ့ဒါမျိုးလေးတွေ့ရနော် အဲ့တော့ဒီ group ကိုလာကြည့်တဲ့သူတွေတွေ group 1 single လေးတွေပေါ့နော် group 1 single လေးတွေကဒီလာတယ်မှာ ကျွန်မခုနကပြောသလိုပါနော်အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုယ်သဘောချနေတဲ့လူကတယောက်ကိုယ်သဘောချနေတဲ့လူကတယောက်ဒါပေမဲ့လည်းကိုကလည်းဒီသဘောချနေတဲ့လူကိစ္စတကားတသက်ကိုသဘောတော့ချရတဲ့သူကတသက်ဒါပေမဲ့အဲ့နှစ်ခုကြားထဲမှာမှာကိုရဲ့တကယ်ကိုစီးပွားရေးကိုရဲ့ဒီအောင်မြင်ရေးတွတ်တက်ရေးတွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပဲကိုကသွားချင်နေတယ်ပေါ့နော်တိုက်ပြီးတော့အခြေအနေမှာလုံးဝချင်းနစ်ဝင်နေတာမျိုးတော့မတွေ့ဘူးနောက်တစ်ခုက3 August ဆိုတာကတငယ်ချင်းတွေနဲ့ပဲအချိန်ဖြုံးပြစ်နေမယ် နော်တငယ်ချင်းနဲ့ပဲသွားမယ်လာမယ်စားတောင်းမယ်အဲ့ဒါမျိုးလေးနည်းနည်းအာသန်တယ်ပေါ့နော်နောက်ပြီးတော့တချို့သူလေးတွေကြတော့ကိုယ့်ရဲ့တိအချစ်ရင်နဲ့ပတ်သက်ပြီးတော့တငယ်ချင်းတွေတိုင်ပင်ဖြစ်တာပေါ့နော်ဒီလားတွေမှာနော်အာတချို့လားတွေမှာကိုကတငယ်ချင်းနဲ့မတွေ့ရတာမျိုးじゃကိုယ့်ရဲ့အချစ်ရင်ကိုမပြောပြရဘူးဆိုလို့ရှင်ဒီလားတွေမှာဒီ group ကိုလာကြည့်တဲ့သူလေးတွေကအမျိုးသားလေးဖြစ်စေမျိုးသမီးလေးဖြစ်စေကိုယ့်ရဲ့တိ love life ပေါ့နော်ဒီအချစ်ရင်တွေနဲ့ပတ်သက်ပြီးတော့တငယ်ချင်းတွေကိုအနည်းငယ်ပြောပြရမယ်ပြီးတော့အကြံဉာဏ်တွေယူမယ်ပေါ့နော်တချို့လေးတွေကြတော့လေကိုယ်သဘောကျနေတဲ့သူနဲ့ပတ်သက်ပြီးတော့တငယ်ချင်းတွေစီကနေအဆက်အသွယ်ယူ ူတာနော်ကိုတိချင်တဲ့သူရဲ့အကြောင်းအရာတွေတကယ်ချင်းတွေကိုမေးတာစုံစမ်းတာပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေလုပ်ဖြစ်မယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်။နောက်ကွာတော့ဒီမှာအဲ့တော့ကွာအဲ့တော့ကွာအနန်စီနဲ့လေကိုကဘယ်လိုမျိုးလေးလဲဆိုတော့ကိုရဲ့အချစ်ရေးမှာနော်ဒီ single လေးတွေကအာ PPO ဆိုပြီးတော့အဲ့လိုမျိုး တွေ့ရလို့တော့ကိုကမချစ်ချင်ဘူးအကိုသဘောကျနေတဲ့သူကိုပဲကိုတွဲချင်တယ်အဲ့ဒီမှာမှဒီကိုသဘောကျနေတဲ့သူနဲ့ပတ်သက်ပြီးတော့အာသူနဲ့ကိုနဲ့အာတွဲပြစ်သွားလို့ရှိရင်အဲသူနဲ့ကိုနဲ့ရဲ့ဟိုဟိုရှေ့အနာဂတ်အတွက်ဘာတွေကိုပလန်မယ်နော်အာဘလိုမျိုးလေးတွေအစီအစဉ်တွေဆွဲမယ်နော်ဘလိုမျိုးလေးတွေအာလုပ်မယ်ပေါ့နော်အဲ့လိုမျိုးတွေတွေအစားအခုတည်းကနေစဉ်းစားနေတာမျိုးလည်းတွေ့တယ် နော်အချစ်ရည်ကိုလုံးဝနှင်းဝင်လာမျိုးမဟုတ်ပေမဲ့တကယ်တကယ်အချစ်ရည်ကိုသွားမယ်ဆိုလို့ရှိရင်လည်းပြီးပြီးရောပုံစံမျိုးမဟုတ်ပေနဲ့ကိုသဘောကျတဲ့သူအနာကိုဘယ်လိုသွားမယ်ဆိုပြီးကြိုးစင်စားရတဲ့အဖွဲရတသက်ရှိတယ်နော်ကြိုးစင်စားရတဲ့ကိုသဘောကျတဲ့သူနာကိုဘယ်လိုသွားမယ်နော်နောက်ပြီးလို့ရှိရင်ဒီကိုသဘောကျတဲ့သူနဲ့ဘယ်အချိန်လေးဘယ်လိုပုံစံနော်အဒိတ်တင်သွားရင်ဘယ်လိုမျိုးသွားမယ်နော် အဲ့အမျိုးလေးတွေပေါ့နော်ကြုံပြီးတော့စဉ်းစားနေတယ်ဒီမှာလည်းအတွေးများနေတယ်ဆိုတော့လေနော်အဲ့အမျိုးလေးတွေစဉ်းစားထားတယ်ပေါ့နော်ဒီလားလည်းမှာအဲ့အမျိုးလေးတွေတင်လို့နေတဲ့အတွေးထဲမှာတော့ဖြစ်နေတယ်ပေါ့နော်အာနောက်တစ်ခုကတော့ဒီမှာ Nairon Wen Nairon Wen Energy နဲ့ပါလဲဆိုတော့လေကိုကနော်ကိုမိသားစုနဲ့ပတ်သက်ပြီးတော့ဖြစ်စေနော်အာဒီကိုသဘောကျနေရတဲ့သူနဲ့ဖြစ်စေပေါ့နော်ကိုကอืมဘယ်တော့အခါမဆိုးနော်ကိုရဲ့ energy ကဘယ်လိုလဲဆိုတော့လေ အကောက်ွေးပြေးစင်တဲ့အနေကြီးအဲ့တော့ဒီ match လာထဲမှာလည်းဒီ group 1ကိုလာကြည့်နေတဲ့ single လေးတွေကဘာလဲဆိုတော့နော်ကိုသဘောကျနေတဲ့သူတို့တခြားသူတွေကအာဒီလူသဘောမကျနဲ့သူရဲ့ပြစ်ချက်ဘာညာဆိုတော့လာပြောနေတာသင်တို့တွေကဒီလာထဲမှာလက်မခံဘူးနော်ဒီလူမှဒီလူပဲနော်ဒီလူကိုပဲသဘောကျတယ်ဒီလူကိုပဲအာကောင်းတယ်ပေါ့နော်ဒီလူပဲကောင်းတယ်အဲ့လိုမျိုးပုံစံလေးနော်သင်တို့လေးတွေလက်ကြည့်တဲ့သူကအမျိုးသားလေးလို့ဆိုလို့ရှိရင်လည်းသင်တို့ရဲ့တစ်ဖက် main ကလေးနဲ့ပတ်သက်ပြီးတော့တခြားလူပြောသမျှအရာပဲအရာကိုမှအာလက်မခံဘူး ိုသဘောကျနေတဲ့သူရဲ့အကြောင်းကို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 ပဲအခုလက်ခံယုံကြည်ထားတဲ့အတိုင်းပဲထားရပေါ့နော်။ဒီမှုဒီ group ကိုလာကြည့်တဲ့သူကအမျိုးသမီးလေးတွေဆိုရင်လည်းသင်တို့ရဲ့ချစ်ရသူနဲ့ပတ်သက်ပြီးတော့ကာကွယ်ပေးချင်တာနော်။အချစ်ရသူကိုစိတ်ပူပေးတာ၊ဂရုစိုက်ပေးတာနော်။ပြီးတော့တချို့အမျိုးသမီးလေးတွေကြတော့ကိုချစ်ရတဲ့သူကသဘောကျရတဲ့သူကအဝေးမှာရှိနေတာ။ကို crack ကလေကိုသဘောကျတဲ့ crack ကအဝေးမှာရှိနေတယ်ဆိုရင်သူအဝေးမှာအဆင်ပြေပါမလားဆိုပြီးတော့စိတ်ပူနေတာပေါ့နော်။အဲအမျိုးလေးတွေ့တယ်။ အဲ့တော့ဒီ group one ကိုလာကြည့်တဲ့ single လေးတွေเนาะအဲ့တော့ single လေးတွေကဘာလဲဆိုတော့ကျွန်မခုနကပြောတဲ့ချို့တွေကြတော့လေကိုယ်သဘောကျနေ current နဲ့ပတ်သက်ပြီးတော့ဘာလုံးရမယ်မှမသိတာအားမျိုးလေးတွေရှိတယ်ဒီမှာအတွင်းများနေတယ်ဆိုတော့အဲ့တော့ဘာလုံးရမယ်ဆိုတော့ဒီမှာပြောထားတဲ့ inspiration ကိုယ်သဘောကျနေတဲ့ ဟာဘောเนาะအမူအရာပြတင်ပြရမှာဘောเนาะအဲ့ဒါမှသူသိမှာဘောเนาะတချို့တခါတလေကြာရင်ဖြစ်တတ်တာကကိုယ်သဘောကျနေတဲ့ crack ကလည်းကိုယ့်ကိုပြန် crack နေတာမျိုးရှိတယ်ဒါပေမဲ့ကိုကမသိရဘာကြောင့်လဲဆိုတော့ကိုကဒုံတိရဒီတိုင်းပဲနေပြီးတော့အာဘာမှမသိတယ်လို့ဘောเนาะဒီမှာကောင်လေးကတော်တော်ဖုန်းပွတ်နေတာเนาะဖုန်းဝင်ကြည့်နေတာ အဘေဦးမအရေးမလုပ်ဘူးအဲ့တော့ဒီ group ကိုလာကြည့်တဲ့သင်တို့လေးတွေလည်းဒီလိုပဲကိုသဘောချနေတဲ့သူရှိနေပြီပဲလေကိုမှဘလို့ပြောရမလဲเนาะမျက်နှာအမှုရထုတ်ပြတာမျိုးတွေပါတယ်မလုပ်ဘူးเนาะအဲ့အမျိုးတွေရှိရဲအဲ့ခါကျတော့ကိုခရကလည်းကိုတတိမထားမိတာမျိုးရှိတယ်အဲ့တော့ဒီလာထဲမှာခရကကိုယူရထားတဲ့ single လေးတွေဆိုလို့ရှိရင် ကိုသဘောကျကြအရင်မျိုးတော့ပြဖို့လို့လုပ်တယ်ပေါ့နော်အဲ့ဒီမှာမှတချို့လေးတွေကြတော့အရင်မျိုးပြတာတကန်တာဘာကြောင့်မပြရလဲဆိုတော့လေကိုကိုကိုယုံကြည်မှုတွေတအားရှိနေလို့ပေါ့နော်ကိုသဘောကျတဲ့ခရကချောတိလာတိပြည့်စုံနေချမ်းသာနေဖြစ်စီကိုကလည်းကိုကိုကို confidence level so high နေတာဖြစ်တဲ့အတွက်နော်အရင်မျိုး confidence လွန်သွားတဲ့ခါမှာအဲ့လိုမျိုးပုံစံမျိုးလေးတွေဖြစ်တာပေါ့နော်ကိုကိုပဲတက်ရောက်တဲ့အဆင်ပြေပြီးတော့ပျော်ရွှင်သွားရတာပေါ့နော်အဲ့လိုမျိုးလေးတွေတွေ့နော်အဲ့တော့ဒါကတော့ group one လေးတွေအတွက် group and single လေးတွေအတွက် match လား2025 match လားထဲမှာဒီ match လားတလောက်လုံးအတွက်မှာတင်းတို့လေးရဲ့ love light တွေမှာဘယ်လိုမျိုးလေးတွေဖြစ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီးကြည့်သွားပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ energy ကညီမရရှိကြပါစီနော်အဲ့ဒါဆိုကျွန်မ group 2လေးစီသွားပါမယ် group 2လေးတွေမင်္ဂလာပါရှင် group 2လေးတွေ group 2 single လေးတွေပေါ့နော်ဒီ match လား2025ပေါ့နော် match လားအတွက်မှာတင်းတို့လေးတွေရဲ့အခြေအနေမှာဘယ်လိုပုံစံဖြစ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘာလေးတွေကြုံတွေ့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကြည့်တဲ့အခါမှာ golden eight ဟာကင်မရာပေါ့နော်အဲ့တော့ဘာကိုတွေ့လဲဆိုတော့အရင်ဦးဆုံးတော့လေဒီမှာငှက်ကလေးတခါလှောင်နေလဲမှာပေါ့နော်အဲ့တော့ဒါကဘာကိုပြောချင်တာလဲဆိုတော့ဒီ group ကိုလာကြည့်တဲ့ single လေးတွေ ਆ လေ single လို့လာပြောတာအတိတ်မှာကိုအရင်ကိုမြှောက်နေတစီချစ်ခဲ့ရတဲ့သူရှိရယ်တချို့လေးတွေကြတော့ um တွဲခဲ့တယ်ပေါ့နော် relationship တစ်ခုထိတောင်သွားခဲ့တယ်ဒါမှမဟုတ်လို့ရှင်လဲ saturation တစ်ခုအနေထားထိသွားခဲ့ပြီးတော့မှဒီလူဟာကိုယ့်ကိုထားခဲ့တယ် เนาะအာထားခဲ့တဲ့ပုံစံကလည်းသူ့ရဲ့ဒီပေါ့เนาะသူနဲ့ကိုယ်နဲ့အတူတူသွားတဲ့အခိုင်အတန့်ပါလေအရန်ကြီးကိုကိုအာချစ်ပေးတယ်ချစ်ပေးပြီးတော့မှကိုယ်ကိုထားပစ်ခဲ့တယ်ပေါ့เนาะအဲ့လိုမျိုးပုံစံမြင်ရတဲ့အခါမှာကိုကလေဒီလူနဲ့ပတ်သက်ခဲ့တဲ့အရာမှန်အများကိုရဲ့ memory ထဲမှာဝင်နေတာပေါ့เนาะဒီမှာလဲကင်မရာကိုတွေ့တဲ့အတွက်လေကင်မရာကိုတွေ့တဲ့အခါကျတော့ဒီမှာကိုလေးတွေတင်ယူရမှာတဲ့เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီလာရဲမှာဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့လေတချို့ single တွေ တချို့စိတ်ငြိလေးတွေကကိုယ့်ရဲ့ဒီအတိတ်မှာကိုကဒါမျိုးပုံစံလေးတွေခံစားခဲ့ရတယ်ဆိုအဲ့ဒီကနေတည်ယူဆရာရှိတာတည်ယူပြီးရုံထွက်လိုက်ပါပေါ့နော်အဲ့လိုမျိုးပြောချင်တယ်ဒီလားထဲမှာရုံထွက်လိုက်ပါပေါ့နော်အာအဲ့ဒီမှာမှတချို့စိတ်ငြိလေးတွေကြတော့နော် detoxic ဖြစ်စေတယ်နော်ဒီမှာ break free from stress and toxic relationship ပေါ့နော်အဲ့ဒီတော့ toxic ဖြစ်တဲ့ပေါ်တော့ toxic ဖြစ်တဲ့ relationship တွေနဲ့ပတ်သက်ခဲ့ရဘူးလေဆိုလို့ရှိရင်အဲ့ဒီ memory တွေကသင်တို့ရဲ့ဒီ ခေါင်းထဲမှာရှိနေသေးတာပေါ့နော်အဲ့ဒါတွေဖယ်ရှားပြစ်ဖို့လိုတယ်ပေါ့နော်ဒီလထဲမှာဖယ်ရှားပြစ်လိုက်ပါအဲ့ဒါဆိုရင်တင်းရဲ့ဒီ love light energy ကပို့ပြီးတော့ positive vibe ကိုသွားမယ်ကောင်းမွန်တဲ့ vibe တွေရလာမှာပေါ့နော် positive vibe တွေကောင်းမွန်တဲ့ positive vibe တွေရလာမယ်အဲ့ဒါမျိုးပုံစံလေးကိုပြောချင်တယ်အာတကယ်မို့အာကျွန်တော်ကျမတို့ကပေါ့နော် relationship လည်းမရှိခဲ့ပါဘူးဆိုတဲ့သူတွေကြတော့တင်တို့လေးတွေချိတ်ဆက်မိခဲ့တဲ့ connection saturation တစ်ခုရှိခဲ့မယ်ဆိုရင်တော့အဲ့ဒီ connection saturation က toxic relationship ဘက်ကိုသွားစေမယ် saturation ပေါ့เนาะအဲ့လိုမျိုးလေးပါဒါမဲ့တင်လို့လေးတတိမထားမိဘူးပေါ့เนาะဥမာဒီလူတရားကိုကွာသဘောကြတယ် နော်ဒီလူနဲ့ပတ်သက်ပြီးတော့ပဲဖြစ်နိုင်မိမဲ့ဒီလူကိုပဲတတိရတယ်ဒီလူကိုပဲလွမ်းတယ်ဒီလူကိုပဲချက်တယ်တစ်ဖက်လူကတော့ကိုယ့်ကိုမသိဘူးပေါ့နော်အဲ့ဒါမျိုးကလည်း toxic ဖြစ်စေတဲ့ connection လေးပေါ့နော်အဲ့ဒါမျိုးလို့ထင်တယ်အနောက်ပြီးတော့တခြားကိုယ်သဘောချမိတဲ့တစ်ဖက်လူမှာဆိုင်သူရှိနေတာမျိုးတို့ဘာလို့ဆိုလို့ရှင်လဲကိုယ့်အနေနဲ့ဒါကကိုယ့်အစိတ်အပျက်ဖြစ်စေတဲ့ဆက်ဆံရေးတစ်ခုပေါ့နော်ကျွန်မအဲ့ဒါမျိုးတော့မြင်တယ်အဲ့တော့ဒီ group ကိုလာကြည့်ရတဲ့သူလေးတွေဒီ match လာတယ်မှာပေါ့နော်အဲ့လိုမျိုးကိုယ့်ကိုပင်ပန်းစေတယ် toxic ဖြစ်စေတယ်ဆိုတော့ saturation မျိုး relationship မျိုးကိုကိုအဝင်ပတ်သက်ခင်းပြီးရဆိုလို့ရှိရင်အဲ့ဒီကနေတင်းတို့လေးရုံထွက်ဖို့တော့လိုတယ်ပေါ့နော်ဒီလာတယ်ပါနော်အဲ့ဒါမျိုးလေးပြောချင်တယ်အဲ့ဒါဆက်ပြီးကြည့်မယ်အဲ့ group 2လေးတွေ ာ group 2လေးတွေကကျွန်မခုနကပြောသလိုပေါ့နော်တင်းတို့လေးတွေအဲ့လိုမျိုးပေါ့နော်ဒီ toxic relationship တွေကလည်းယုံထွက်လိုက်မယ်ဆိုတော့ဒီလတိုင်းမှာ neurocat energy နဲ့တင်းတို့ကိုသဘောကျရတဲ့တတိယကတင်းတို့နာအောင်လာမယ်ပေါ့နော်ကျွန်မအားမျိုးလေးတွေ့တယ် neurocat energy နဲ့နော်လာမယ်ဒါမှမဟုတ်ဒီလူကတော့လေအာကမှုရှုမှုနဲ့အဲ့လိုမျိုးပုံစံနှင်းနှင်းမြန်ကြီးတင်းနာအောင်လာမှာမဟုတ်ဘူးသူကလည်းတင့်ကိုသဘောကျနေတာအချိန်ကာလတစ်ခုတည်းရှိပြီဒါပေမဲ့တင့်ကိုထုတ်မပြောသေးဘူးတင်းရဲ့အခြေအနေတွေကိုသူစောင့်ကြည့်နေတယ် နော်သူစောင့်ကြည့်နေတယ်ဆိုတာတင့်မှာ relationship ရှိခဲ့တယ်ဆိုရင်အဲ့ဒါသူသိနေတာမျိုးဒါမှမဟုတ်လို့ရှိရင်တင့်မှာ relationship ရှိတာမဟုတ်ဘဲနဲ့လေရှိနေတယ်ထင်ပြီးတော့ပေါ့နော်သူစောင့်ကြည့်နေတယ်သူပေါ့နော်အဲ့ဒါမျိုးကျွန်မတွေ့တယ်နော်အဲ့ဒီသူကလာမယ်သူတင့်ကိုချစ်တယ်ဆိုတာလာပြောမယ်ပေါ့နော်လာပြီးတော့အရင်ရောက်လာပြမယ်ပေါ့နော်ကျွန်မအဲ့ဒါမျိုးတွေ့တယ်နောက်တစ်ခုကဒီမှာ9 rock energy နဲ့ဒီလထဲမှာဒီ group ကိုလာကြည့်တဲ့ single လေးတွေ ਆ လေ တင်းတို့ကငွေကြီးရောနော်အရာအားလုံးဒီလာတယ်မှာဒီဘယ်လိုပြောမလဲတိတ်ပြီးတော့ခက်ခဲတာမျိုးကျွန်မမတွေ့ဘူးအဆင်ပြေပြေဖြတ်တန်လို့ရတယ်ပေါ့နော်ဒီအချစ်ရေးမဟုတ်တဲ့တခြားအေးကိစ္စတွေမှာတင်းတို့လေးတွေအဆင်ပြေနေတဲ့အမိကိုကိကဲနဲ့ငွေချေးနော်အဲတချို့အရာတွေမှာအဆင်ပြေနေတာတွေ့တယ်ဒါပေမဲ့လည်းတင်းတို့လေးတွေအဆင်မပြေတာတော့တကယ်ကိုလက်လိုက်နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့ကိုကလေ အာဘယ်လိုပြောအောင်လဲရုံထွက်ဖို့လိုတယ်ပေါ့နော်ကျမအဲ့လိုမျိုးလေးပဲပြောချင်တယ်ရုံထွက်ပြီးတဲ့နောက်မှာတော့ကိုယ်အနာအနာကိုနိုင်ရခက် energy မျိုးအေရခွာ energy မျိုးမျိုးခုကိုသဘောကျပါတယ်ဆိုတော့သူတို့ဦးကရောက်လာမယ်နော်သူကအခုမရောက်လာသေးရဲဆိုတာလဲတင်းရဲ့အခြေအနေကိုစောင့်ကြည့်နေတာမျိုးじゃပေါ့နော်အဲ့လိုမျိုးလေးတွေ့အဲ့တော့ဆက်ကြည့်မယ်ဒီမှာ ဲ့တော့ဒီ group ကိုလာကြည့်တဲ့ single လေးတွေတင်တို့လေးတွေနော်တင်တို့လေးကနာလာမဲ့သူကတကယ်ကိုတင်တို့လေးတွေကိုအချိန်တကူကြာပြီးသဘောကျနေတဲ့သူပါ။သူကလေအဲတေချာချာကိုတင်နဲ့ပတ်သက်ပြီးတော့စီစဉ်ထားရပါတော့။ဒါပေမဲ့မလာသေးဘူး။အေးစစ်စစ်ပဲလာနေတယ်။ဘာကြောင့်လဲဆိုတော့ကျွန်မကနားပြောသလိုတင်ရဲ့အချိန်တွေကိုသူကြည့်နေတာ။အတင်ရဲ့စိတ်တွေအဆင်ပြေရဲ့လား။တင်နာမှာ relationship တကူရှိနေလား။ဒါမှမဟုတ်လို့ရှိရင်တော့တခြားသူတယောက်တယောက်များရှိနေမလားဆိုပြီးတော့သူကကြည့်နေတာပေါ့နော်။ အာပြီးတော့သူရုတ်တရက်မလာသေးဘူးဆိုတာတင်းနဲ့ပတ်သက်ပြီးတော့သူလုံဆောင်ရမယ့်အချက်တွေပေါ့နော်တင်းနာဘလို့ချိကတ်မယ်တင်းကိုဘလို့ propose လုပ်မယ်အဲ့လိုမျိုးပုံစံလေးတွေဒီ group ဝင်လာကြည့်တဲ့အမျိုးသားလေးတွေဆိုလို့ရှိရင်လည်းတင်းတို့ဝင်စိတ်ဝင်စားတဲ့အမျိုးသမီးလေးတူရှိပါတယ်ဒါပေမဲ့ဒီမျိုးသမီးလေးကတင်းအနာကိုရုတ်တရက်တော့မြင်မြန်ဆန်ဆန်ရောက်လာမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့တင်း break up ဖြစ်ခဲ့တဲ့ဆက်ဆက်ရေးကိုသူသိထားတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းတင်းမှာလက်ရှိတွဲနေတဲ့ relationship ကိုသူသိနေတဲ့အခါမှာနော် သူလာဖို့ဘယ်လိုပြောရမလဲเนาะအချိန်နေနေစောင့်ကြည့်နေရတာပေါ့เนาะဒါပေမဲ့တင်းရဲ့ relationship ကလည်း toxic ဖြစ်နေတဲ့ relationship မျိုးပေါ့เนาะအဲ့လိုမျိုးသူတတိထားမိတဲ့အခါမှာသူမလာသေးဘဲနဲ့သူစဉ်းစားနေတာပေါ့เนาะအဲ့လိုမျိုးပုံစံလေးနောက်တစ်ခုကတော့9ရောက်ခွာအောင်မ3ရောက်ခွာအဲ့ဒီတော့တချို့လေးတွေပေါ့เนาะဒီ group ထဲမှာဒီလက်ကြည့်တဲ့ single လေးတွေတချို့လေးတွေကြတော့ကိုကလေအဆင်ပြေနေတယ်เนาะကိုရဲ့ဒီအချိန်ကြီးမဟုတ်တဲ့တခြားသောအရေးအရာတွေမှာကိုအဆင်ပြေနေတယ် နောက်ပြီးတော့ကိုကလေဒီအချစ်ရင်နဲ့ပတ်သက်ပြီးတော့ဗောနော်အချစ်ရင်နဲ့ပတ်သက်ပြီးတော့ဒီတငယ်ချင်းတွေဆိုလို့ရှင်လဲကိုကဆွေးနွေးတယ်ဗောနော်ပြောပြတယ် နော်ပြပြတယ်နောက်တချို့လေးတွေကြတော့လေကိုရဲ့တည်တငယ်ချင်းတွေကမှတချို့သူတွေကကိုယ်အကြံဉာဏ်ပေးတာနော်အာနှစ်မှာအရာအလုံးပြည့်စုံနေတယ်ဒါပေမဲ့နှစ်နာမှာတော့တကယ်ကိုကောင်းမွန်လိုက်ဖတ်တယ်ပါတနာမရှိဘူးနော်အဲ့တော့မင်းအာရွေးချယ်ရမယ်နော်အာနင်တို့နင်ရွေးချယ်တဲ့စုံတို့ဦးနဲ့အတွက်ကောင်းမွန်တဲ့သူရွေးချယ်ပါညာဆိုပြီးတော့သူတို့ကလည်းတင့်ကိုပြောနေတယ်ဒါပေမဲ့တင်ကဒီတင်ပြည့်စုံခဲ့တဲ့ဒီ toxic ဖြစ်စေတဲ့ connection toxic ဖြစ်စေတဲ့ saturation relationship အဲ့ဒီကနေတင်မယုံထွက်ရသေးဘူးပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ် เนาะဒီ group ကိုလာကြည့်တဲ့ single လေးပဲအာနောက်တစ်ချက်ကတော့ဗာလဲဆိုတော့အေရောခွိုင်းရအောင်မှာခင်းတော့ဝင်အဲ့ဒီတော့ဒီ group 2ကိုလာကြည့်တဲ့ single လေးတွေကလည်းနည်းနည်းလေးခေါင်းမာတယ်ပေါ့เนาะအဲ့လိုမျိုးတွေ့တယ်ဒီလိုခေါင်းမာတာမျိုးဖြစ်လို့လဲသူတို့လေးတွေကပြီးခဲ့တဲ့ဒီအတိတ်ကเนาะထွက်စစ်ဖြစ်နေတဲ့အရာတွေကနေယုံမထွက်နိုင်တာပေါ့เนาะအဲ့တော့ယုံထွက်လိုက်ပါเนาะဒီလထဲမှာယုံထွက်လို့အခွင့်အရေးတွေရှိပါတယ်ယုံထွက်လိုက်ပါ နော်အာတချို့လေးတွေကြတော့လေဒီလိုယုံထွက်ပြီးမှကိုယ်တက်ကောင်းမွန်တဲ့သူတို့ဦးနဲ့တွေ့ရမယ့် energy မျိုးမြင်နေတာဖြစ်တဲ့အတွက်ယုံထွက်လို့ရတဲ့အနေအထားမျိုးမှာယုံထွက်လိုက်ပါပေါ့နော်အဲ့လိုမျိုးလေးပြောခြင်းနဲ့အဲ့တော့ဒီ group ကိုလာကြည့်တဲ့ single လေးတွေနော်တချို့ single လေးတွေကပြောမှာပေါ့နော်ကျွန်တော်ကျမဒီလိုမျိုး toxic relationship တွေနဲ့လည်းမဆုံးခဲ့ဘူးပါဘူးဆိုရင်တော့အာတင်းတို့လေးတွေအနာကိုတကယ်ကို narrow cut energy မျိုးနဲ့သူရောက်လာမယ်ပေါ့နော်သူကတော့ တင့်မှာမရှိပေမဲ့လည်းတင့်မှာပါတနာရှိတယ် relationship ရှိတယ်ဆိုတော့အထင်အမြင်နဲ့တင့်နာရုပ်တရက်မလာသေးတာမျိုးလည်းဖြစ်နိုင်တယ်အာနောက်တစ်ခုကတော့တင်တို့လေးတွေကအဆင်ပြေတယ်ပေါ့နော်ဒီ physically mentally နှစ်ခုလုံးမှာအဆင်ပြေအောင်မြင်နေတဲ့သူလေးတွေဖြစ်တဲ့အတွက်လွယ်လွယ်နဲ့အနာကပ်ဖို့သူရှိန်လို့ပေါ့နော်တင်တို့လေးအနာကိုမလာရဲတာမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေ့အဲ့တော့ဒါကတော့ group 2လေးတွေအတွက် group 2 single လေးတွေအတွက်ဒီ match လာ2005ပေါ့နော် ဒီ2025ခုနှစ်ရဲ့ match လအတွင်းမှာဒီလထဲမှာ single လေးတွေကြုံတွေ့ရမယ့်အခြေအနေပေါ့နော်ဒီမျိုးလေးရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကြေတာပေးတာဖြစ်ပါတယ် January လေးပါပေါ့နော်တိတ်ပြီးတော့ serious ထားပါနဲ့အဲ့ဒါမျိုးလေးအမှားပြရစေနော်အဲ့ဒါဆိုကျွန်မ group 3လေးစီကိုသွားမယ်နော် group 3လေးတွေမင်္ဂလာပါရှင် group 3လေးတွေအာ2025ခုနှစ်ရဲ့ match လထဲမှာ group 3 single လေးတွေပေါ့နော်ဒီမျိုးရဲ့အခြေအနေမှာဘာလေးတွေကြုံတွေ့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ပေါ့နော်အဲ့မှာပထမအောင်ဆုံးတွေ့တာကဒီမှာ on the move နောက်တစ်ကပ်ကတော့ lighting နော်အဲ့တော့ဒီမှာဘာကိုပြောချင်လဲဆိုတော့လေဒီ group ကိုလာကြည့်ရယ် single လေးတွေ ਆ တဲ့ moving away or getting a new home together ဒီမှာလဲ sudden change နော် shocking you အာပြီးတော့ transformation ပါညာအဲ့လိုမျိုးလေးတွေ့ရတဲ့ခါကျတော့ ဒီ group 3မှာလာကြည့်ရဲ့စင်ငယ်လေးတွေဟာလေရုပ်တရက်အပြောင်းလဲလေးရှိမယ်ပေါ့နော်ကျွန်မအားမျိုးတွေ့ရဲ့ဥပမာဒီလူတရက်ကိုကိုကနှိရှိသားများသဘောကျနေရယ်ပေါ့နော်အဲ့အဲ့လိုမျိုးပုံစံကနေရုပ်တရက်ကြီးမှာတခြားသူတို့ပြန်ပြောင်းတဲ့သဘောကျမိသွားတာမျိုး crush ပြောင်းသွားရယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတချို့ကျတော့လေဒီကူသဘောကျနေတဲ့သူကိုကလုံးဝ single ပေါ့နော်အဲ့လိုမျိုးထင်နေတဲ့တန်လန်ထဲမှာ shocking news ဆိုတော့လေအလုံးဝကိုကို shock ဖြစ်စေတဲ့သူရဲ့ဒီ ဟို surprise တိုက်တာဗောနောပြောချင်တဲ့ကဘာလဲဆိုတော့ तू relationship တစ်ခုကို तू ချိတ်သွားတာမျိုးဆိုကိုက shock ဖြစ်တယ်ဟောလားအဲ့မျိုးပုံစံလေးလည်းတွေးဟဖို့ရှိတယ်เนาะအဲ့တော့အဲ့လိုပြောရတဲ့အတွက် sorry ပါเนาะအာဒါကမျက်နှာလေးတွေတွေ့တာပြောတာဖြစ်ပါတယ်အဲ့တော့ဒီ group ကိုလာကြည့်တဲ့ single လေးတွေတချို့ကြတော့ကိုရဲ့ဒီတဘောကြနေတဲ့ crack နဲ့ပတ်သက်ပြီးတော့အမှန်တရားကိုသိသွားမယ်အာတချို့လေးတွေကြတော့ကိုဒီ crack ကိုတဘောကြနေနေနောက်ထပ် crack တရားကိုပြောင်းပြီးတော့သဘောချမိသွားတာမျိုးအဲ့ဒီထဲမှာမှတချို့လေးတွေကြတော့လေဒီအချစ်ရေးကိစ္စထက်ကိုဟိုဒီလက်ရှိရှိနေတဲ့နေရာကနေတခြားနေရာကိုအိမ်ပြောင်းဖြစ်တာမျိုးဗာမျိုးပေါ့နော်အဲ့ဒါမျိုးလေးဖြစ်နေတဲ့ခါမှာအချစ်ရေးဘက်ကိုတိတ်ပြီးတော့အာရုံမဆိုင်ဖြစ်တာမျိုးပေါ့နော်အာဒီလိုလုံးရတဲ့ခါမှာလည်းဒီလိုကိုအိမ်ပြောင်းတာတို့နေရာရွှေ့တာတို့အလုပ်ခွင်ပြောင်းတာမျိုးနော်ဒီမှာစကူပုံလေးတွေတွေ့တဲ့ခါမှာဒါပြောင်းရွှေ့တာပေါ့နော်အဲ့တော့အဲ့လိုမျိုးလုံးရတဲ့အပေါ်မှာကိုကဒီလားထဲမှာအချစ်ရေးဘက်ကိုတိတ်ပြီးတော့အာရုံမဆိုင်နိုင်တာမျိုးပေါ့နော်အဲ့ဒါမျိုးလေးလည်းဖြစ်သွားနိုင်တယ် ဲ့တော့ဆက်ကြည့်မယ်နော် group 3 single လေးတွေ group 3 single လေးတွေ match လား2025ပေါ့နော်ဘာလေးကြုံတွေ့ရအောင်ရှင်းမယ် ဒီမှာတွေ့ရယ်ဘာလဲပထမအဆုံးတွေ့တော့ Forest of Seven on Quiet The Tower အဲ့တော့လေဒီ Group 3 single လေးတွေကျွန်မကပြောသလိုကိုဒီ crack ကိုသဘောကျလာတာချိန်တော်ကြာပြီเนาะသူနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်တွေကဘယ်လိုပြောမလဲအရင်ပင်ပန်းတယ်အရင်ပင်ပန်းတဲ့ခါကျတော့ဒီလထဲမှာလေသူနဲ့ပတ်သက်ပြီးတော့အမှန်တရားတစ်ခုကိုတွေ့သွားတာမျိုးเนาะဒီလူရဲ့အရာတစ်ခုခုပေါ့เนาะဥပမာကျွန်မကပြောလို့သူ relationship တစ်ခုကိုချိန်လိုက်တာကိုတွေးလိုက်တဲ့စီမှာ ကိုစိတ်ကိုလုံးဝလွှတ်ချလိုက်ပြီးတော့သူနဲ့ပတ်သက်ပြီးတော့လုံးဝအတွေးတွေကိုရက်လိုက်ပြီးတော့အနာယူလိုက်ရတာမျိုးเนาะစပါးတာမျိုးတွေ့တယ်เนาะအဲတချို့လေးတွေကျတော့အနာယူပေးဖို့လိုလာเนาะကိုရဲ့ဒီ crack က relationship ချိန်တာမဟုတ်ပြီမဲ့ကိုကသူနဲ့ပတ်သက်ပြီးတော့အရင်ကြီးအတွေးတော့ရတဲ့ပုံမှာအရင်ကြီးစိတ်ပင်ပန်းနေရတဲ့ခါမှာဒီ match လာတဲ့မှာသူတို့နေအနာယူပေးဖို့လိုတယ်ပေါ့เนาะစိတ်ပိုင်းဆိုင်ရာလေးတွေအဲ့လိုမျိုးတွေ့ရတယ် ပြီးတော့7တော့ kwa စောင့်နေတာပေါ့နော်ဘယ်ချိန်များကိုသဘောကျတဲ့လူကကိုပြန်ပြီးသဘောကျလာမလဲเนาะအဲ့လိုမျိုးစောင့်ကြည့်နေတယ်ကိုသဘောကျတဲ့ဒီပန်းမလေးတပင်ကိုရှင်းတန်းအောင်เนาะအာမြေဩစာတွေကနေစပြီးတော့เนาะဒီအပင်လေးကြီးထွားပြီးတော့ပန်းမလေးတွေပွင့်လာတဲ့ဒီစောင့်နေတဲ့ပုံစံမျိုးဆိုတော့အာတည်ကြပါတယ်ဒီ crew 3 single လေးတွေအားလေး crack ကိုသဘောကျနေတဲ့ဒီ single လေးတွေဆိုလို့ရှိရင် ခရနာပတ်သက်ပြီးတော့အချိန်ကာလတစ်ခုကြာသေးပေါ့နော်အချိန်ကြီးကောင်းကိုမရောက်သေးဘူးเนาะခရနာကိုကမနီးဆက်နိုင်သေးဘူးခရနာမရောက်နိုင်သေးတဲ့အခါမှာအများကြီးပဲအချိန်တွေပေးပြီးတော့မျောလင်းခရရတာမျိုးလေးလည်းတွေ့တယ်အဲ့ဒီမှာမှာရုတ်တရက်ကြီးတမသထဝါ energy နဲ့ဒီလိုကိုအချိန်တစ်ခုပေးပြီးသူ့ကိုကိုသဘောချခဲ့တဲ့ပုံမှာသထဝါ energy နဲ့အဲ့ဒီ energy ကရုတ်တရက်အပြောင်းလဲအပြည့်စီဖြစ်သွားတာမျိုးကျွန်မမြင်နေနော် အဲ့တော့ဒါကလေကျမခုနကလည်းပြောလိုက်တယ်ဒီမှာလည်း shocking news ဆိုတော့သူနဲ့ပတ်သက်ပြီးတော့အာတည်င်းတစ်ခုခုတင်ကြားသိရတဲ့စီမှာ shock ဖြစ်ပြီးတော့အတင်ဝန်းနေသွားတာမျိုးနော်အဒါမှမဟုတ်လို့ရှိရင်တင်တဲ့သူတွေက relationship မဟုတ်ပဲね saturation အနေထားမှာဆိုလို့ရှိရင်လေအဲ့ဒီ saturation ရုပ်တရက်ကြီးပြတ်သွားတာမျိုးအဲ့ဒါပါလဲဆိုတော့တင့်အနာနဲ့သူအဝေးကိုအလုပ်ကစားကြထွက်သွားတာမျိုးဒါမှမဟုတ်လို့ရှိရင်တင့်ရဲ့အနေရနဲ့သူအဝေးကိုထွက်သွားတာမျိုးပေါ့နော်ကျွန်မအဲ့ဒါမျိုးတွေ့တယ်ဒါမှမဟုတ်လို့ရှိရင်လေတင်ကသူ့ရဲ့အဝေးကိုထွက်သွားတာမျိုးနော် နှစ်ယောက်သာရုတ်တရက်ကြီးဝေးသွားတဲ့ပုံစံမျိုးဖြစ်လာတဲ့အခါမှာသထဝ energy လိုမျိုးခံစားရတာပေါ့နော်အဲ့လိုမျိုးတွေတွေ့တယ်အဲ့ဒါဆက်ကြည့်မယ် lighten အဲ့ဒါဆက်ကြည့်မယ် 3လေးတွေပေါ့နော် group 3လေးတွေဒီလထဲမှာကျွန်မခုနပြောသလိုပဲ follow sort အနာယူပေးပို့လို့တယ်နော်ဒီလူနဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးတွေကြုံရတဲ့အခါမှာအကိုရဲ့စိတ်ကိုအနာပေးပို့လို့တယ်ပေါ့နော်နောက်တစ်ခုကအေရော့ခွိုင် energy လိုမျိုးကို့နာကိုပေါ့နော်အဘယ်လိုပြောမလဲတကယ်ကိုစိတ်မှန်တဲ့သူတူတူလဲလာဖို့ရှိနေပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကိုကလေ ဒီ current နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကိုမျှော်လင့်ထားတဲ့သူနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကိုရဲ့လက်ရှိ relationship တခုချိန်လာရတဲ့အနေအထားမှာရှိနေတဲ့သူနဲ့ဖြစ်ဖြစ်ပေါ့နော်အရင်ကြီးစိတ်နှစ်ထားဖို့မလိုဘူးပေါ့နော်အဲ့လိုမျိုးလေးကျွန်မပြောချင်တယ်နောက်တစ်ခုကတော့ seven of coin ရဲ့အမှခင်းတော့ coin အဲအဲ့ဒီတော့လေဒီကိုမျှော်လင့်ခဲ့ရတဲ့ဒီ crack ကိုအချိန်ပေးခဲ့ရတဲ့သူနော်ကိုအချိန်ပေးပြီးမျှော်လင့်ချစ်ခဲ့ရတဲ့သူနော်အဲ့ဒီသူနဲ့ဘယ်လိုမျိုးဆက်ဖြစ်သွားမလဲဆိုတော့ဒီလာရဲမှာ ကိုကသူနဲ့ပတ်သက်ပြီးတော့ဆွေးမြဲထားအောင်ပါပဲဒီလူတစ်ဖက်လူပေါ်မှာစိတ်တွေအများကြီးပေးတာမျိုးသူတို့နေတွေလှုပ်ဖြစ်နေအောင်ပဲနော်ဘယ်လိုမျိုးတောင်နဲ့တောင်နဲ့ယူတရဲ့အပြောင်းအလဲဖြစ်သွားတာမျိုးဖြစ်ပါစေသင်ကသူ့ရဲ့အဝေးကိုထွက်သွားတာဖြစ်စေသူကသင်ရဲ့အဝေးကိုထွက်သွားတာဖြစ်စေဘယ်လိုပဲဖြစ်ပါစေသင်ကတော့သူနဲ့ပတ်သက်ပြီးတော့သင်စိတ်ထဲမှာပေါ့နော်သူမသူပဲဆိုတဲ့စိတ်တင်ရှိနေတော့မယ်เนาะဒီ group 3 single တွေရာเนาะအဲ့လိုမျိုးပုံစံလေးလည်းရှိတယ် ောက်တစ်ချက်ကတော့လေဒီလိုမျိုးပေါ့နော်ဒီလိုအချိန်ပြီးပြီးတော့သူ့ကိုကိုကချစ်တဲ့သဘောကျတဲ့အရာတွေလုပ်နေနေတောင်မှာ သင်ဘဝအတွက်လည်းဒီရှာဖွေစူးစမ်းရတယ်ပေါ့နော်ဥပမာပညာရေးအတွက်လားမိသားစုရေးအတွက်ငွေကြေးတွေရှာဖွေရတာလားအဲ့ဒါကိုလည်းသင်ကလုပ်နေရတယ်ပေါ့နော်အဲ့တော့ပင်ပန်းနေနော်ဒီ group 3ကိုလာကြည့်တယ် single လေးတွေကပင်ပန်းပါတယ်ဘာကြောင့်လဲဆိုတော့ကိုဘဝအတွက်လည်းအဆင်ပြေအောင်သွားရတယ်ကိုရဲ့တစ်ဖက်လူနဲ့ပတ်သက်ပြီးတော့လည်းအချိန်ပေးပြီးတော့မျှော်လင့်ဆောင်စားခဲ့ရတဲ့သူလေးတွေပေါ့နော်အဲ့တော့တင်တို့ရဲ့ဒီ match လာရင်မှာတော့နည်းနည်းလေးပင်ပန်းနေပေါ့နော်ကျမအဲ့လိုမျိုးတွေ့ရတယ်ဒါကြောင့်မို့အနာယူပေးဖို့လိုပါတယ်စိတ်အေးအေးလေးနဲ့ပဲအရာအလုံးကိုဖြတ်တမ်းပါပေါ့နော်ဘယ်သို့တော့အရာပဲဖြစ်ဖြစ်ဖြတ်တမ်းပါပေါ့နော် အနတ်ကွာတထဝါရဲ့အောက်မှာတော့ happy square ကြရတယ်နော်အဲ့တော့ဒါကတော့လေကျမဒီမှာတထဝါအောက်မှာဒါကြရတယ်ဆိုတော့음ဒီ group 3ကိုလာကြည့်တဲ့သူလေးတွေအယုတ်တရပေါ့နော်ဒီလူနဲ့ပတ်သက်ပြီးတော့သင်က shop ဖြစ်စေတဲ့တည်င်းမျိုးကိုကြားပြီးတော့သူနဲ့တင်တဲ့အယုတ်တရစီဝေးကွာသွားမယ်ပေါ့နော်ဝေးကွာသွားပြီးတဲ့နောက်မှာမှသင်ကအမှန်တရားတစ်ခုသင်သိလာရပြီးတော့ဒီအမှန်တရားကလည်းသင်တွဲအဝမ်းသာရမယ်ပျော်ရွှင်ရမယ်အနေထားပေါ့နော်အဲ့တော့ဒါကဘာကိုကျွန်မပြောချင်တာလဲဆိုတော့ အာတခါတရံကြလို့ရှိရင်ကိုကပေါ့နော်အဒီလူနဲ့ပတ်သက်ပြီးတော့အာသူ့မှာအာသူ့ရဲ့ဒီမှာသူ့ရဲ့ဒီ relationship ပဲဖြစ်ပေါ့နော်သူ့မှာရှိရဲဆိုတော့ကိုကရုတ်တရက်ကြားလဲရတဲ့စီမှာကိုကစိတ်မကောင်းဘူးအငူကြွေးရတယ်ပေါ့နော်အဲ့ဒါပြီးတော့မှပဲဒီသူ့ရဲ့ဒီ relationship ကอืมဘယ်လိုပြောမလဲသူ့အတွက်ပေါ့နော်သူ့ဘဝအတွက်ရွေးချယ်ရတယ်သူမဟုတ်ပဲနဲ့เนาะဘယ်လိုပြောမလဲတင့်ကိုပေါ့နော်သူဒီလူနဲ့ ဟိုဘယ်လိုပြောလဲ relationship ချိတ်လိုက်ပြီးတော့มาပဲပေါ့เนาะတခုခုကြောက်ပေါ့เนาะသူတို့နှစ်ယောက်က break up ဖြစ်သွားပြီးတော့တဲ့အနာကိုဒီမိတ်ဆွေတငယ်ချင်းပုံစံနဲ့ရောက်လာတဲ့ခါမှာတဲ့ဝမ်းတာရတယ်ပေါ့နော်တချို့ပြောစင်တဲ့ဘောကကိုကဘာမှသွားပြီးတော့တစ်ဖက်လူကိုသွားယူတာမျိုးလည်းမဟုတ်ဘူးတစ်ဖက်လူကလည်းကိုစီကိုတမင်တသက်ကြီးလာတာမျိုးမဟုတ်ပဲနဲ့ဝမ်းနဲ့ရပြီးတော့မှတစ်ခါပြန်ပြီးတော့ပြောရှင်ရတဲ့ moment ပေါ့နော်အဲ့လိုမျိုးပုံစံလေးပေါ့နော် အဲ့တော့ဒါကတော့အဘယ်လိုပြောမလဲတိုက်ဆိုင်ရင်တော့ယူပေါ့နော်ဒီ energy ကို create တွေတကယ်မို့အဲ့လိုမျိုးမဟုတ်ပါဘူးမတိုက်ဆိုင်ပါဘူးဆိုတော့လည်းမယူနေပေါ့နော်ဒါပေမဲ့အဆုံးသက်မှာတော့ဘယ်လိုပဲဖြစ်ဖြစ်ပျော်ရွှင်ရမယ့် နော်ဘုမလေးလည်းကျမတွေ့ထားတယ်ပေါ့နော်အဲ့တော့ဘာကြောင့်ပြောရှင်းရမလဲဆိုတာသင်တို့လေးတွေစောင့်ကြည့်ပေါ့နော် group 3ကိုလာကြည့်တဲ့ single လေးတွေစောင့်ကြည့်ပါပေါ့နော်အားမျိုးလေးပြောရှင်းတယ်ဒါပေမဲ့အခြေအနေထဲမှာအရင်ကြီးချိန်ပေးထားတာဖြစ်တဲ့အတွက်အာသင်တို့လေးတွေပင်ပန်းနေတာလေးတော့မြင်တဲ့အတွက်အေးအေးဆေးဆေးအနားယူပြီးတော့လုံးဝကြီးကိုဒီ lab တင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ emotional တွေအရင်မများစေချင်ဘူးပေါ့နော်အားမျိုးလေးလည်းမှားပြားစေအဲ့တော့ဒါကတော့ group 3လေးပဲဒီ match la 2025ရဲ့ match la ထဲမှာ group 3လေးတွေဂျုံရမယ် with release single လေးတွေကြုံရမယ်ပေါ့နော်ချင်းရင်နဲ့ပတ်သက်ပြီးတော့ဂျန်နွယ်ကြည့်ထားပေးတာဖြစ်ပါတယ် energy ကိုင်မှอยู่ပေါ့နော် energy မကိုင်ရင်လည်းအရင်ကြီး serial မထားပါနဲ့ ignore လောက်သွားလို့လည်းရပါတယ်ပေါ့နော်အဲ့တော့ group 1 group 2 group 3သုံးခုလုံးတွက်မှာအာ single lot reading လေးတွက်ဖတ်ပေးတာပြီးပြီပေါ့နော်အဆုံးတကြီးရှိပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ် reading တွေမှာအတူတူပြန်လည်ဆုံတွေ့ကြမယ်နော်